ိမ့်သိမ့်ကြစီတဘာဝဝတော်တာရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအမွေဆွေတဲ့ခန္ဓာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီဓမ္မမှာလည်းကျွန်တော်ပြီးခဲ့တဲ့အပတ်ကတင်ဆက်ခဲ့တဲ့ရေးရဲ့အရေးကြီးပုံနဲ့ကျွန်တော်တို့တက်ရှိတွေအတွက်မဖြစ်မနေလိုအပ်တဲ့ရေချိုတန်ဆရအကြောင်းကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတင်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်အရင်ဘက်က ကဘာကြီးမှရှိတဲ့ရေချိုတန်ဇာတာရှားပါမှုအကြောင်းကိုတင်ပြပေးခဲ့ပါတယ်။ရာဂိုင်တုံးရာဂိုင်တုံးနေနဲ့တွက်ချက်တဲ့အခါမှာနောက်ဆုံးကျွန်တော်တို့ရယူသုံးဆွဲနိုင်တဲ့ကျွန်တော်တို့တက်ရှိတွေတောက်သုံးနိုင်တဲ့ရှိဟာအလုံးကိုနှဲပါတာကိုမိတ်ဆွေများသိရမှာပဲဖြစ်ပါတယ်။ဒါမဲ့အားဖြင့်ဆိုရင်တော့2ရာဂိုင်တုံးနဲ့3ရာဂိုင်တုံးသာရှိပါတယ်။ကဘာရေဒူဒီကျယ်ဝန်းလာပြီမဲ့လေလက်တမ်းမမီနိုင်တဲ့ရေဒူပမာဏပဲဖြစ်ပါတယ်။ကဘာအရက်ဒေသအချို့နေရာတွေမှာ တန်ရှင်းတဲ့ရေကောင်းရေသက်နေကောင်းစွာရရှိပါတယ်ဒါမှမဟုတ်တချို့နေရာတွေမှာမရပါဘူးတချို့နေရာတွေမှာအလုံးကိုစိုးဝါးတဲ့တောက်တုံးရေရရှိမှုအခြေအနေတွေရှိနေပါတယ်ကဘာကုလသမဂ္ဂရဲ့သဘာဝပအဝန်ကျင်ထိမ့်သိမ့်ရေအစီစဉ်ရဲ့လေလာဆန်းစစ်မှုအရာကဘာလူဦးရေတန်းတစ်ထောင်ကျော်ဟာတောက်တုံးရေရရှိမှုမလုံလောက်ဘူးလို့သိရှိရပါတယ်နောက်တန်း3400ခန့်ဟာ ရေကြိုရရှိမှု အပြည့်အဝမရရှိပဲခန်း6တဲ့ ရာသီဥတုအတွေ့အကြုံတွေနဲ့ခံစားနေရတယ်လို့ဖော်ပြပါရှိပါတယ်။နောက်နောက်နှစ်ဒီ2030 35ပါဝန်းကျင်နှစ်ဒီမှာဆိုရင်ဓာတ်ရက်ပို့ပြီးကျွန်တော်တို့ရေချိုတန်ဇာတရရှိမှုဟာခက်ခဲသွားနိုင်နေလို့တွက်ချက်ထားကြပါတယ်။ဒါရီယာလဲကျွန်တော်တို့လူဦးရေတိုးတက်လာမှုတွေနဲ့လည်းများစွာဆိုင်ပါတယ်။ကမ္ဘာ့လူဦးရေဟာပုံမှန်တိုးတက်နေပါတယ်။ဒါပေမဲ့ရေလိုအပ်မှုကတော့ပုံမှန်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာလူဦးရေတိုးတက်လာမှုနဲ့အတူ ရေကြိုတန်စရာကိုထုတ်ယူသုံးဆွဲရတာအလုံးကိုများပြပါတယ်ကျွန်တော်တို့တိုးတက်လာတဲ့လူနေမှုစနစ်အရလဲရေကိုအသုံးဆွဲကြတာတအားကိုများပါတယ်ဆံမှုကဏ္ဍတွေမှာကုံထုတ်တဲ့နေရာတွေမှာအခြားအသုံးဆောင်ပစ္စည်းတွေလုံးတဲ့နေရာတွေမှာဒါမှမဟုတ်ရင်လည်းနေ့စဉ်ကျွန်တော်တို့သုံးဆွဲနေတဲ့ရေပမာဏဟာများပြပါတယ်ဒါရီယာရေကြိုတွေပဲဖြစ်ပါတယ်ဒီလိုရေရှားပါမှုဟာသောသောကျွန်တော်တင်ပြခဲ့တဲ့ရေနဲ့ပတ်သက်တဲ့ ခက်ခဲမှုတွေကိုကျွန်တော်တို့ဖြစ်ပေါ်စီမှာဖြစ်ပါတယ်ဒီလိုရေချိုရှားပါမှုဟာကျွန်တော်စောစောကတင်ပြခဲ့တဲ့ကျွန်တော်လူသားတွေသုံးဆဲနေတဲ့ရေချိုနဲ့ပတ်သက်တဲ့ရဝန်းတွေမှာ ထိခိုက်မှုတွေရှိမှာဖြစ်ပါတယ်သောတာရှင်မိတ်ဆွေများခင်ဗျာကျွန်တော်လူသားတွေအသုံးပြုလို့ရော့သွားတဲ့ရေချိုများကိုပြန်လည်ပြီးဖြည့်တင်းပေးနေတဲ့သဘာဝအနေရရှိတဲ့အကျိုးကျေးဇူးတခုရှိပါတယ်ဒါကတော့ဒုရဲကြီးမားလာတဲ့ပင်နဲ့သမုတ်တရားကြီးပဲဖြစ်ပါတယ် ဒီပင်လဲသမုတ်တရားကြီးဟာကျွန်တော်တို့ရေစံစရာရဲ့အဓိကစတင်ဖြစ်ပေါ်ရာနေရာပဲဖြစ်ပါတယ်ဒီပင်လဲပင်ကြီးကနေကဘာကြီးရဲ့အပူချိန်နေအောင်ကြီးရဲ့အပူချိန်ကြောက်မလို့ရင်ွက်ပြန်မှုတွေဖြစ်ပေါ်ပါတယ်အဲရင်ွက်ပြန်အတွက်ချင်းကပဲကျွန်တော်တို့ရရှိတဲ့ရေယိုတန်ဆာရကိုဖြစ်စီတာပဲဖြစ်ပါတယ်ရင်ွက်တွေပြန်ပြီးမိုးအနေနဲ့ရွာချပါတယ်ဒီလိုရွာချတဲ့မိုးရဲ့80ရာခိုင်နှုန်းလောက်ကတော့ပင်လဲတဲကိုပဲပြန်ပြီးကျတာဖြစ်ပါတယ်20ရာခိုင်နှုန်းလောက်သာလင် ကျွန်တော်တို့ကုန်းပေါ်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်ဒီလိုကုန်းပေါ်ရောက်ရှိတာလည်းနေရာဒေသတွေမတူပါဘူးအီကွေဒါဒေသတွေရှိမယ်မြောက်ဝန်းစွန်းဒေသတွေရှိမယ်နောက်မြေမျက်နှာသွင်ပြီးအနေထားတွေရှိပါမယ်ဒါကြောင့်မလို့တောင်တန်းတွေနဲ့ကွဲနေတဲ့နေရာတွေမှာလေနဲ့အတူပါလာတဲ့ရင်ငွေ့တွေကမရောက်ရှိနိုင်ပဲမိုးရွာသွန်းမှုနှဲပါပါတယ်လွင်ပြင်ခြံဝန်းတွေမှာလည်းမိုးရွာသွန်းမှုနှဲပါတတ်ပါတယ်ဒါကြောင့်မလို့တနေရာနဲ့တနေရာမိုးရေချင်းကချမှုဟာမတူညီပါဘူး ီလိုမိုးအဖြစ်နဲ့ရွာချလိုက်တဲ့မိုးရေများဟာကျွန်တော်တို့ရဲ့ရေချိုတန်ရာဇတကိုပြန်လည်ပြီးဖြည့်တင်းပေးပါတယ်။ဒါမဲ့လည်းပင်လယ်ထဲကိုဓာတ်ရိုက်စီးဝင်သွားမယ်ဆိုရင်တော့ဒါဟာရေငန်ပြန်ဖြစ်သွားမှာပဲဖြစ်ပါတယ်။မြေကြီးထဲကိုစိတ်ဝင်သွားပြီးမြေအောက်ရေဖြစ်တည်ရှိနေတာလေကျွန်တော်တို့သက်ရှိတွေအတွက်ကောင်းမွန်လာပါတယ်။ခြောက်သွေ့တဲ့ရာသီဥတုတွေမှာကျွန်တော်ဒီမြေအောက်ရေကိုပဲပြန်လည်သုံးဆွဲကြတာဖြစ်ပါတယ်။ကျွန်တော်လူသားတွေတူးနေတဲ့အဝေးစီတွင်းနေရေတွင်းနေဒီမြေအောက်ရေကိုကျွန်တော်တို့ပြန်လည် ထုတ်ယူသုံးဆွဲကြတာပဲဖြစ်ပါတယ်။ဒီမိုးရင်များဟာမြေစီလောက်အောက်ကတစင်စိမ့်ပြီးရေငွေ့မပြန်နိုင်တော့ရေလောက်အောက်ဒီစိမ့်ဝင်သွားပြီးရေကြိုဖြစ်စုဆောင်းထားတဲ့မြေရောက်ရေလောက်ပဲဖြစ်ပါတယ်။ဒီလိုမြေအောက်ရေလောက်နဲ့အပေါ်မှာရှိတဲ့ရွာချလိုက်တဲ့မိုးရင်များနဲ့ပေါင်းဆက်ခါကျွန်တော်တို့တောတောင်တွေမှာတွေ့နေရတဲ့အမြဲတမ်းစီးဆင်းနေတဲ့စိမ့်ဆန်းလေးတွေဟာလည်းဒီလိုနေရာကနေပြီးထွက်ရှိလာတာပဲဖြစ်ပါတယ်။ကျွန်တော်တွေ့ဦးကြပါလိမ့်မယ်။ကြောက်ကြောက်ကြားအနေထွက်တာရှိတယ်။ တချို့လဲတစ်ပင်နေအုံနေတဲ့စိတ်နေမြိုင်းနေတွေကနေထွက်တာတွေရှိပါတယ်စိန်ဆန်းလေးတွေထွက်လာတာဖြစ်ပါတယ်ဒီစိန်ဆန်းလေးတွေဟာတစ်နှစ်ပတ်လုံးစီစဉ်ပြီးကျွန်တော်လူသားတွေကိုများစွာအကျိုးပြုနေတာပဲဖြစ်ပါတယ်ရွာချလိုက်တဲ့မိုးရေချင်းကတော့အချိန်ခဏတွင်းလေးမှာပဲပေးစွမ်းပြီးကျွန်တော်တို့ခြောက်သွေ့တဲ့ရာသီဥမာအဖြစ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်နွေရာသီလိုအချိန်တွေမျိုးမှာဆိုရင်တော့မိုးရေရရှိမှုဟာမဖြစ်နိုင်ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်မြေအောက်ရေ ထုတ်ယူသုံးစွဲမှုနဲ့ပတ်သက်ပြီးသတိပြုစရာအချက်တခုကိုတင်ပြလိုပါတယ်။ဒါကတော့ကျွန်တော်တို့ဒီလိုစင်ကျင်တရားမဲ့စွာမြေအောက်ရေကိုအလုံးကျုံသုံးစွဲခဲ့မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့မြေအောက်ရေများဟာနှိမ့်ကြပြီးအချို့နေရာများမှာစိမ်ဆန်းနေခန်းချောက်သွားနိုင်ပါတယ်။ဆိုင်းရင်တွင်နေခန်းသွားနိုင်ပါတယ်။တချို့နေရာတွေမှာဝေစီတွင်တူးဖို့တောင်မှပြီးအတော်နဲ့နဲ့ထီကိုတူးယူရမယ်အခြေအနေတွေဖြစ်သွားနိုင်ပါတယ်။ဒါကတော့မြေအောက်ရေနှိမ့်ကြပြီးမြေအောက်ရေတန်ဆာတာ ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ကံဝရဒေသတွေမှာကြတော့လဲစိုးပါတယ်။ပင်လယ်စားကန်ကြီးဝင်ရောက်မှုကြောင့်မလို့ကောင်းမွန်လာတဲ့ရေချိုသံစတောက်မရရှိနိုင်ပါဘူး။ပူပြင်းတဲ့ဒေသတွေမှာမြေအောက်ကြီးခန်းချောက်ပြီးတချို့ပေရာပေါင်းများစွာတူးရတဲ့ရေရင်းတွေတည်းရှိပါတယ်။ဒီလိုနေရာတွေမှာအောက်ကမြေအောက်ကြီးထောက်ပံ့မှုမရှိတဲ့ခါမှာအပေါ်မှာရှိတဲ့မြေကြီးဟာတဖြည်းဖြည်းနဲ့ကန္တရဆန်းလာပြီးနောက်ပိုင်းသစ်ပင်များကလည်းထိမ့်ချုပ်နိုင်မှုမရှိတော့ဘူးဆိုရင်တော့ တေးကြပါလေဒီနေရာကြီးကနောက်ကျရင်တဖြည်းဖြည်းနဲ့တဲကန်တရဖြစ်လာမှာပဲဖြစ်ပါတယ်ဒီလိုရာသီဥတုပြောင်းလဲမှုတွေဥတုမမှန်တဲ့လက္ခဏာတွေတွေ့ကြုံတဲ့အခါမှာအဓိကခက်ခဲတာကတော့ကျွန်တော်တို့တက်ရှိတင်ပင်နေနဲ့ကျွန်တော်တို့လူသားတွေသရဝါတွေပဲဖြစ်ပါတယ်ဒီအတွက်ဂေယစနစ်မပြတ်ဖို့အထူးသဖြင့်ဒီရေတန်ဇာတာထိမ့်သိမ့်နိုင်ဖို့ရေတန်ဇာတာပုံမှန်လည်ပတ်နိုင်ဖို့ရာကျွန်တော်တို့အလုံးစုံသုံးဆွဲခြင်းကိုရှောင်ရှားကြရမှာပဲဖြစ်ပါတယ်ရေအရင်းမြစ်ထိမ့်သိမ့်မှုကအရေးကြီးပါတယ် ကျွန်တော်တူးချင်းစီတူးချင်းစီရေချိုတန်စားထုတ်ယူသုံးဆွဲမှုကိုရှော့ချခြင်းဟာကောင်းမွန်လာတဲ့အချက်ပဲဖြစ်ပါတယ်။အဲဒီထက်ပိုပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့လိုအပ်တဲ့ပမာဏနဲ့ပိုရှန်စွာသုံးဆွဲခြင်းအလားသာဖြုံးတိပြခြင်းတွေကိုမလုပ်ဖို့ရကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။ဒါကျွန်တော်တို့အသက်ရှင်များအတွက်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်လက်ရှိအခြေအနေမှာအဆင်ပြေနိုင်အောင်တောင်မှကျွန်တော်တို့ရဲ့မျိုးဆက်တဲ့လူသားတို့တရားလုံးနဲ့တရားဝါတက်ရှိများကို ကောင်းမွန်တဲ့လက်ဆင့်ကအမွေပေးနိုင်မှုရတဲ့ကျွန်တော်တို့ချိုးချံချွေတာသုံးဆွဲကြရမှာဖြစ်ပါတယ်။သောတာရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာအတုံးနဲ့အဖြုံးကိုသတိရဲ့ရှင်ကတဖြည်းဖြည်းလိုအပ်လာနေတဲ့ရေချိုးလိုအပ်ချက်များကိုထိန်းသိမ်းနိုင်သောပုံကူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပါတယ်။တဘောဝတရားကိုမြတ်လို့သောပုံကူများဖြစ်နိုင်ကြပါစေ။ရေချိုးတန်ဇာတနဲ့ရေတန်ဇာတကိုထိန်းသိမ်းနိုင်သောပုံကူများဖြစ်နိုင်ကြပါစေဗျာ။ကျွန်တော်ဇွန်နိုင်ဦးပါ။